အားလုံးပဲမင်္ဂလာပါရှင်။မြို့နာတရင်ကြနေရဲ့အော်တိုဘာလာ၃ရက်နေ့ review စီစဉ်ုံတက်ဆက်ပြီးတော့မှဖြစ်ပါရယ်။ကချင်ပြည်နယ်မှာစတင်ဘာလာတလအတွင်းကလေး၆ဦးအပါအဝင်၂၀ဦးသေဆုံးခဲ့ပါရယ်။ငလင်တန်ခံခဲ့ရတဲ့ဖိလစ်ပိုင်ကိုအညူဂျီနိုင်ငံခြားရေးဝန်ကြီးကဝန်ထမ်းကြောင်းတွန်းလာပို့လိုက်ပါရယ်။ အာနာတင်းကာလာချင်းလူရဲစေပြီးလွတ်လာနိုင်တဲ့နိုင်ငံရေးအချင်းသား94ဦးကိုပြန်လည်ဖန်ဆီးခဲ့ရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် VPN မှာကနေသိရပါတယ်။အစားရတဲ့တရင်တွေကိုတက်ဆက်ပြရမှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ချင်းမီနီမာစတင်ပါလာတလအကျွင်းကလေး6ဦးအပါအဝင်20ဦးသိဆုံးခဲ့ပါရယ်ဆဆိုင်ကတက်ဆက်ပေးမှာပါကချင်းပြည်နယ်အတွင်းပြီးခဲ့တဲ့စက်တင်ဘာလတလအတွင်းကလေးငယ်6ဦးအပါပြည်သူ20ဦးသိဆုံးက 18ဦးအထိတရားရရှိခဲ့တယ်လို့ကချင် Human Rights Watch KHRW ကနေအော်တိုဘားလ9ရက်နေ့မှာထုတ်ပြန်လိုက်တဲ့လူအခွင့်အရေးချိုးဖောက်မှုများအစီရင်ခံစာအရသိရပါဗျာ။ စက်တင်ဘာလ9 16 18 19 30ရည်တွေမှာဖကမြို့နယ်အတွင်းကစိတ်မူပဇန်6မရှိကထောင်မော်ရှန်ဖကမြို့ကြောက်သွေးတောင်စတဲ့ခြေရွာတွေမှာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းသုံးဘုံကျဲတိုက်ခိုက်မှုဒရုန်းပစ်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပြည်သူ၁၂ဦးထိခိုက်ခဲ့ပြီး၅ဦးသေဆုံးခဲ့လို့အစိုးရခန်းစာအရသိရပါတယ် ဒါအပြင်ဖက်ကမြို့မော်ဝါရက်ွက်နေပြည်သူတို့ဦးကိုစက်တင်ဘာလ18ရက်ကအမည်မသိလက်နက်ကင်တစုကတနနယ်ပစ်တက်ခဲ့လို့သိရှိရပါတယ်စက်တင်ဘာလ22ရက်နေ့မှာလဲဆော်လော်မြို့နယ်လမ်းဆယ်ကျွော်ကိုစစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ပုံကျဲရာကြောင့်ကလေး3ဦးတိတ်ဆုံးခဲ့ပြီး 29ရက်နေ့မှာတော့ဝိုင်မော်မြို့နယ်ကမ်ပိုင်ဒီနယ်စက်ကွန်တွေလမ်းမဘွားစတုံမြို့ကိုစစ်ကော်မရှင်တပ်ကဂျက်လီနှစီနဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေး3ဦးအပါပြည်သူ7ဦးသေဆုံးပြီး6ဦးဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့လက်နက်တွေအသုံးပြုပြီးလူထုတွေကိုတိုက်ခိုက်တပ်ဖြတ်တဲ့ဖြစ်ရပ်တွေဟာကြောက်စရာကောင်းလောက်အောင်အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်တဲ့အတွက်နိုင်ငံတကာအစစ်မှအထူးသဖြင့်ပြုဖို့လိုအပ်တဲ့အတွက်အစိုးရခန်းစားကိုဖော်ပြခြင်းဖြစ်ကြောင်းလည်းဆိုပါတယ်။လွန်ခဲ့တဲ့ဩဂုတ်လတလအတွင်းမှာတော့စစ်ကော်မရှင်ကလက်နက်ကြီး drone နဲ့လေကြောင်းတွေအသုံးပြုပစ်ခတ်မှုတွေအပြင်အမည်မသိလက်နက်ကိုင်တစုတို့ကြောင့်ပြည်သူ၁၄ဦးသေဆုံးပြီး53ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသမှုတွေထဲမှာကလေးငယ်တွေနဲ့အမျိုးသားတွေပုံမတည်ဆုံးခဲ့တာကိုတွေ့ရှိရပြီးစစ်ကောင်ရှင်ဟာရွေးကောက်ပွဲပြင်ဆင်နေတဲ့အချိန်မှာပြည်သူလူထုတွေကိုပြစ်မှတ်ချပြီးလက်နက်ကြီးတွေအသုံးပြုရန်တမ်းပစ်ခတ်မှုတွေပုံမလုံးဆောင်နေရလို့လည်းဖော်ပြပါရှိပါတယ်စစ်ကောင်မရှင်ရဲ့အကြမ်းဖက်မှုလုပ်ရတွေပေါ့ပြင်းပြင်းထန်ထန်အေးအေးယူဆောင်ရွက်ဖို့လိုအပ်နေပြီဖြစ်တဲ့အတွက်စစ်ကောင်မရှင်ကိုလေရင်စီလက်နက်နဲ့စစ်ပစ္စည်းတွေမဝယ်ယူနိုင်အောင်နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့တင်းတင်းကြပ်ကြပ်ထိန်းချုပ်မှုတွေချမှတ်ဖို့လိုအပ်ကြောင်းအစဉ်ခံစားမှာဖော်ပြပါရှိပါတယ် ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996 3933ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ငလင်တန်ခံခဲ့ရတဲ့ဖိလစ်ပိုင်ကိုအညူဂျီနိုင်ငံခြားရေးဝန်ကြီးကဝန်ကြီးချောင်းတွန်လွားပို့လိုက်ပါတယ်။ Choiceer ကတက်ဆက်ပေးမှာပါ။ဖိလစ်ပိုင်နိုင်ငံမှာလုခတ်ခဲ့တဲ့ငလင်ကြောင်းလူအများအပြားသိဆုံးခဲ့ရတဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးကဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးစီကိုဝန်နေကြောင်းတွင်လွှာပေးဖို့ခေရလို PVTV ရဲ့ဖော်ပြချက်အရတရားပါရင်အဲ့ဒီတွင်လွှာကိုဖိခဲ့တဲ့အော်တိုဘာလာတရက်နေ့မှာပေးဖို့ခေရဖြစ်တဲ့အကြောင်း NUG ရဲ့မီဒီယာဖြစ်တဲ့ Public Voice Television ကဒီနေ့ဖော်ပြထားတာပါနိုင်ငံခြားရေးဝန်ကြီးကပေးပို့ခဲ့တဲ့သဝန်တော်မှာတော့တိုက်ဆုံတူတွေထိခိုက်ဒဏ်ရာရသူတွေထိခိုက်ပျက်စီးမှုတွေအတွက်အလုံးဝနေရတယ်လို့យေတာချပါတယ်ဒါအပြင်မြို့သားညီညွတ်ရဲ့အဆိုအရအနေနဲ့ ဖိလစ်ပိုင်လူချို့နဲ့အတူတရားတည်ရှိနေပြီးတေဆုံရဒိုမီတာဆူဝန်တွေအတွက်ဝန်နေချောင်းတင်စကားပြောကြားလိုတယ်လို့ဖော်ပြချပါတယ်။ဒီခိုက်တန်ရာရသူတွေအများဆုံးပြန်ကောင်းလာရေးအတွက်လည်းနိုင်ငံခြားရေးဝန်ကြီးကာစုတောင်းမြတ်တာပို့ချပါတယ်။ဒါအပြင် ဖိလစ်ပိုင်လူစုအနေနဲ့လက်ရှိမတည်ငြိမ်တဲ့အခြေအနေတွေကိုအောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်မယ်လို့လည်းယုံကြည်တယ်လို့ဖော်ပြထားပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာတော့စက်တင်ဘာလ30ရက်နေ့ကပြည်ယာ6.9အဆင့်ရှိတဲ့ငလျင်လုတ်ခတ်ခဲ့တာဖြစ်ပြီး every ငလျင်ကြောင့်တည်ဆုံးသူ68ယောက်ထပ်မနေရှိခဲ့တယ်လို့လည်းသိရပါတယ်။ အာနာသိန်းကာလာတဲ့လူရဲစေးပြီးလွတ်လပ်နိုင်တဲ့နိုင်ငံရေးအချင်းသား94ခုကိုပြန်လည်ဖန်ဆီးခဲ့ရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကနေသိရပါရယ်အခု2025ခုနှစ်ထဲမှာပဲအနေဆုံးဆယောက်ကိုလွတ်မြောက်တဲ့နေ့မှာပြန်လည်ဖန်ဆီးခဲ့ရလို့ PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုသိပ်ထွန်းကပြောပါရယ်စင်းနေရတော့ကိင်းကနန်းတွေရတော့အနည်းဆုံးအာ84ဦးလောက်ဖန်ဆီးခံခဲ့ရတယ်ဆိုရင်အချိန်တွေတခုကိုကျွန်တော်တို့ရထားပါတယ်ဒီနှစ်ထဲမှာတော့ဟိုကျွန်တော်တို့အနည်းဆုံး10ဦးလောက် ပြန်လည်ဖန်ဆီးခံခဲ့ရတဲ့ဖြစ်စဉ်တွေရှိပါတယ်ခင်ဗျအထူးထူးခြားခြားထဲမှာဆိုရင်တော့တည်င်းဌာနတွေမှာပေါ်ခဲ့တာဆိုရင်တော့မမိုဆန်စုကြည်လိုမျိုးကိစ္စတွေတရက်ချင်းထောင်ကလူရဲစီပြီးလွတ်လာတဲ့ရှင်းနေကိုပြန်ဖမ်းတာမျိုးတွေပေါ့နော်ဟိုတခြားထောင်တွေမှာလည်းရှိပါတယ်အဲ့တော့ဟိုနောက်ပိုင်းမှာတော့ခက်စိတ်စိတ်ပြန်လည်ဖမ်းဆီးမှုတွေကိုကျွန်တော်တို့တွေ့လာမြင်လာရတယ်လို့ပဲပြောချင်ပါတယ်ခင်ဗျ ပြီးခဲ့တဲ့အောက်တိုဘာလတည့်ရက်နေ့ကလေတာယာဝတီအချမ်းတောင်ကလူရဲစေးပြီးတော့ပြည်လဲလူမြောက်လာတဲ့နိုင်ငံရေးအချမ်းသား16ဦးထဲက9ဦးကိုချောင်ဘူဝမာရေးကားနဲ့စစ်ကော်မရှင်လက်အောက်ခံတာယာဝတီရေးစခန်းကိုပြည်လဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ဖမ်းဆီးခံရတဲ့9ယောက်ထဲက4ယောက်ရဲ့နာမည်စင်ကိုတော့ PPNM ကအတည်ပြုထားနိုင်ပြီးကိုဆိုင်အောင်ဝင်းကိုချယ်ရီကောင်ချိုက်ကိုတင်စိုးခနဆိုးမမင်မြတ်သူတို့ဖြစ်ပြီးတော့ကျန်ရှိတဲ့တရားဝင်ဖန်စီခန္ဓာရတဲ့ပုံမှန်တွေကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ပြည်ပြင်းနေမှာဆိုပါရယ် လူရက်စိနေပြန်လည်လူမြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လည်ဖန်ဆီးရတွေကိုလူခွင့်ရေးဆိုင်ရာဖွဲ့စည်းတွေနဲ့စောင့်ကြည့်မှုတွေပြုလုပ်ပေးချဖို့ကိုလည်း PPNM ကတိုက်တွန်းထားပါတယ်။အနေရကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမတ်ဖွဲ့ရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။ မြင်းမြုံမိုင်းတွေကိုတစ်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်တတုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေက ပုံမှန်နေရာဒါမှမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။မြင်းမြုံမိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြင်းမြုံမိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။ မြင်းမျက်နှာပြင်ပေါ်တွေမှာပဝင်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။မြင်းမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြင်းမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပြင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင် ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမျိုးမိုင်းတွေကို မြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမျိုးမိုင်းအမျိုးအစားတွေကို လူတက်မြေမျိုးမိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမျိုးမိုင်းမှာမှရုပ်ချီးပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပောက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့အကြုံမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီး မြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစာထွက်လူတက်မိုင်းဆိုတာပောက်ကွဲတဲ့အခါအစာအနဖျားထွက်ပြီးထိခိုက်သူတာမကအနီးဝန်းကျင်က အခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပောက်ကွဲအားကိုပိုမိုပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါရကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီး ဒီကျုံမြင့်ကိုထီမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုဖြစ်ပေါ်စေမှာပါပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြလွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးသုံးတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်ရေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်ဥပမာတနတ်နဲ့ပြခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာ လက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစစ်တပ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုထားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့မြေမြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီး အဝေးကိုခြေပြန်းစွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေရင်လည်းအနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပဋိပက္ခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အနည်းရွယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တတန်းကုံဆုံးတာလည်းမရှိပါဘူး။ ဥချနာသတင်းချနေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဥချနာသတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။